ာရခတက်တော်၏ရခိုင်ပြည်သိမ်းတိုက်ပွဲကြီးသည်ယနေ့အခါနောက်ဆုံးအဆင့်သို့ရောက်လာပြီပဲဖြစ်ပါသည်။တနည်းအားဖြင့်လွတ်လပ်ရေးအထိရည်မှန်းနိုင်ပြီးလမ်းဆောင်လမ်းကွာတစ်ခုကိုရောက်နေကြောင်းပြောဆိုနိုင်ပါသည်။အေအေသည်တသွေးတတန်တမိန်နှင့်တိုက်ခိုက်ရေးမဟာဗျူဟာကောင်းမွန်ပါသည်။၂023ခုနှစ်နိုဝင်ဘာ23ရက်နေ့ကစတင်ခဲ့သည့်တော်လှန်ရေးခရီးဟာတနည်းကျော်ကြာတွင်အန်အော်လောက်သည့်အောင်မြင်မှုများနှင့်အတူယခုတိုက်နေသောတိုက်ပွဲများသည့်လည်း စိတ်ဝင်စားမှုအထောအထိပ်တို့ရောက်လာပြီးဖြစ်ပါတယ်။အာရခတက်တော်သည်တကြောပြန်တိုက်ပွဲတစ်နှစ်ကျော် ကာလအတွင်းရခိုင်ပြည်နယ်ကမြို့နယ်၁၄ခုနှင့် ပလောဝမြို့နယ်ကိုသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။ရခိုင်ပြည်တွင်စစ်တွေကြောက်ဖြူမြန်အောင်သုံးမြို့သာကျန်တော့ပြီဖြစ်ကြောင်းသိရပါတယ်။ထို့အတူတငွေငွေဖြစ်အချင်းယူနေသည့်စစ်တွေတိုက်ပွဲသည်လည်းယခုရက်ပိုင်းတွင် ပြင်းထန်လာပြီပဲဖြစ်ပါတယ်။ ဤဆောင်ပါတွင်လက်ရှိစစ်တွေမျိုးတွင်အခြေအနေစစ်ကောင်စီခံစစ်ပြင်ဆင်ထားမှုစစ်ကောင်စီမဟာမိတ် ANB မွတ်စလင်အဖွဲ့ ANDF အကြောင်းစီးပွားရေးအကျိုးမြတ်စသည့်အကြောင်းအရာများကိုတုံ့သက်ပြောဆိုထားပါတယ်စစ်တွေတိုက်ပွဲစတင်ခြင်းအေကဝိုင်းရံပိတ်ဆို့ထားသည့်ရခိုင်ပြည်မြောက်ပိုင်းရှိစစ်ကောင်စီ၏နောက်ဆုံးလက်ချက်စစ်တွေမျိုးနယ်ကိုယနေ့တွင်အာရခတပ်တော်ကဤမျိုးစုံဖြင့်စတင်တိုက်ခိုက်နေပြီဖြစ်ပါတယ် 2025ခုနှစ်ဇန်နဝါရီလဇန်ပိုင်းကစတင်လာသည့်နှစ်ဖက်အပြန်အလှန်ပြစ်ခတ်မှုများရှိနေပြီးယနေ့ရက်ပိုင်းတွင်ပုံမှုထင်သာမြင်သာရှိလာခြင်းဖြစ်ပါသည်ဖေဖော်ဝါရီလ15ရက်နေ့ကစစ်တွေမျိုးနဲ့မြင်နာမင်းလာကျေးရွာအနီးတွင်တိုက်ပွဲဖြစ်ပွားခဲ့ပြီးရင်းတိုက်ပွဲအတွင်ဇော်မတက်ရွာကနေစစ်ကောင်စီကလက်နက်ကြီးလှမ်းပြင်းမှုကြောင့်မင်းလာကျေးရွာတွင်နေအိမ်အများအပြားမိလောင်ပြာကျခဲ့ပါသည်လက်တလောရင်ဆိုင်တိုက်ခိုက်မှု အနီးကပ်ပစ်ခတ်မှု တာဝေးလက်နက်ကြီးပစ်ခတ်မှုများရှိနေပါတယ်စစ်တွေမြို့ဝင်တပ်ထင်းဂိတ်ကြောက်တန်းဂိတ်ဒါခါစဌာနချုပ်စသည့်နေရာများကို မြေပြင် အနီးဆုံးချင်းကပ်ကအေအေကစနိုက်ပါများဖြင့်ပစ်ခတ်နေပြီးပုံနာကျုံပေါတော်ရဲတဲတော်နေဇက်တို့ကလည်းလက်နက်ကြီးများဖြင့်လှမ်းပစ်နေခြင်းဖြစ်ပါတယ်အေအေဒီစစ်ကောင်စီထံမှတိမ့်ပတ်ရရှိထားသည့်120နှစ်မမနှင့် အတွဲလိုက်တုံးများဟောင်ဝိဇာအမြောင်များရှော့တိုက်တုံးများဖြင့် စစ်ကောင်စီကို အနာမပေးဖြူဟာတုံးက ပြစ်ခတ်နေခြင်းဖြစ်ပါတယ်စစ်ကောင်စီကလည်းစစ်တွေမျိုးစက်ယုံစုရက်ွက်ရှိ အမှတ်စနစ်ရဲတက်ရင်ဒါကစဌာနချုပ်နဲ့ရွှေမင်းကန်စိတ်ကန် Navy တို့ကနေလက်နက်ကြီးများဖြင့်ပြစ်ခတ်နေပါတယ်ဇန်နဝါရီလ16ရက်နေ့ကလည်းစစ်တွေမျိုးနဲ့ဝါဘူကျေးရွာကိုစစ်ကောင်စီက Jet Fighter ဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ပါတယ်စစ်တွေမျိုးသည် AA ထိန်းချုပ်ရာ ပုံနာကျွန်းရတေတောင် ောက်တော်မြို့နယ်တို့နဲ့ထိစပ်နေပါတယ်။ပထဝီအနေထားရပင်လယ်ပြင်မြေချောင်းတို့ကဝိုင်းပတ်ထားသည့်ကျွန်းမြို့ဖြစ်ပါတယ်။အေအေဒီရတိတောင်ပုံနာကျွန်းတို့ကတဖြည်းဖြည်းစိတ်ဝင်လာပြီးစစ်တွေဝါဘုံတောကံကန်းကော်ကျွန်းနဲ့ပုံနာကျွန်းနယ်စပ်တို့ကိုခြေကုပ်ယူထားပြီးဖြစ်ပါတယ်။စစ်တွေမြို့နယ်သည်ရခိုင်တွင်တောတောင်လုံးဝမရှိသည့်တခုတည်းသောမြေပြန့်ဒေသနှင့်ပင်လယ်ကမ်းစပ်မြို့ဖြစ်ပါတယ်။ယနေ့တွင်စစ်ကောင်စီသည် စစ်တွေရှိတရင်တက်ခွဲဌာနချုပ်များတွင်အင်အားဖြည့်က Navy စစ်စည်းတံမင်းကို မေယူးမြစ်ကြောင်းနှင့်ကလေတန်မြဝါတို့တွင် ဖြန့်ကျက်ထားပါသည်။ရှင်းအပြင်စစ်တွေမျိုးအဝင်အထွက်နှင့်မျိုးပပတ်လည်နေရာများကိုမြေမြုံမိုင်းထောင်ထားပြီးတန်ဆူးချိုးများဖြင့်ကာရန်ထားပါသည်။စစ်ကောင်စီနှင့်မဟာမိတ်များစစ်တွေစစ်မြေပြင်တွင်အာရခတက်တော်သည် မြေပြင်ထိုးစစ်နှင့်မျိုးပြတိုက်ပွဲကို အချိန်ဟုန်ပြင်းပြင်းနဲ့တိုက်ထုတ်ရာပွဲရှိပြီးစစ်ကောင်စီကလည်းကြီးရည်လေးအပြင်၎င်းတို့မဟာမိတ်ပူးပေါင်းတပ်များနဲ့ခုခံပြင်ဆင်ထားပါတယ်။ AA ကိုတိုက်ထုတ်ရန် Arakan National Defense Force ANDF ဟုအမည်ရမွတ်စလင်လက်နက်ကိုင်တပ်ဖွဲ့အစ်စ်ကိုစစ်တွေကနေစစ်ကောင်စီကပွဲထုတ်ပြလာပါတယ်။မော်တော်မျိုးနဲ့ကြာဆုံးချိန်တွင်တိုက်ဆိုင်စွာထွက်ပေါ်လာခြင်းဖြစ်ပါတယ်။ထိုအဖွဲ့ကိုစစ်ကောင်စီကကမကထပြုလုပ်ပြီး စစ်တွေတက်နယ်တွင်စစ်တင်နှံပေးထားပါတယ်။ ANDF အဖွဲ့ကို RSO အဖွဲ့ခေါင်းဆောင်ဟောင်းတဦးဖြစ်သူဒေါက်တာအီနစ်ဆိုသူကဦးဆောင်ကြောင်းစုံစမ်းတည်ရပါတယ်။ထို့မှတဆင့်စစ်မှုထမ်းဥပဒေဖြင့်လက်နက်ပေးထားသည့်မွတ်စလင်2000ကျော်လဲစစ်တွေတက်တွင် ရှိနေပါတယ်။ထို့အချက်ကိုကြည့်လျင်စစ်တွေတိုက်ပွဲတွင်စစ်ကောင်စီကလူမျိုးရေးပဏိပခဖြစ်အောင်ဖန်တီးလာနိုင်ပါတယ်။လက်ရှိတွင်လည်း စစ်တွေမြို့နယ်ရှိမွတ်စလင်ကျေးရွာများတွင်စစ်ကောင်စီသည်မွတ်စလင်အမာခံများကိုမွေးမြူထားပြီးအေအီမြေပြင်လှုပ်ရှားမှုများနှင့်ပတ်သက်၍မွတ်စလင်များကစစ်ကောင်စီကိုထောက်လန်းတရင်ပေးခြင်းများရှိနေပါသည်မွတ်စလင်အားလုံးသည်အတင်းအာဓမတွသွင်းခံရသူများမဟုတ်သလိုမိမိသဘောအရစစ်ကောင်စီနှင့်ပူးပေါင်းသူများစွာရှိကြပါသည်အလားတူဒေါ်စောမြရာဇာလင်းဦးဆောင်သည့် ANP အုပ်စုသည်လည်း AAI မြေပြင်တရင်များကို ရရနေဖြင့်စစ်ကောင်စီတန်းပေးနေသဖြင့်အေအေဘက်ကလည်းဂယုဆိုင်ရမည်အနေထားရှိနေကြောင်းသိရပါတယ်။ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်တွင်အကျဉ်းချခံထားရသောမွတ်စလင်900ကျော်ကိုဖေဖော်ဝါရီလ16ရက်နေ့ကလှုပ်ပေးပြီးစစ်တွေမျိုးတို့ပို့ဆောင်လိုက်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM ကထုတ်ပြန်ထားပါတယ်။အဆိုပါအကျဉ်းသားများသည်နေဆက်ဖြတ်ကျော်ကိစ္စများဖြင့်အာဏာသိမ်းပြီးနောက်ပိုင်းဖမ်းဆီးခံထားရသူများဖြစ်ပြီး ရင်းရဲထက်ကအမျိုးသား900ကျော်ကိုစစ်မှုတန်းဥပဒေဖြင့်စစ်တွေစစ်ပွဲမှာအသုံးချနိုင်ကြောင်း PPNM ကသုံးသပ်ထားပါတယ်။စစ်ကောင်စီသည် KSSS တွင်ရခိုင်နှင့်မွတ်စလင်များအကြားတွေးခွဲရန်တိုက်၍ရခိုင်ကိုအုပ်ချုပ်ခဲ့ပါတယ်။မကြာခဏဆိုသလို လူမျိုးရေးဘာသာရေးပဋိပက္ခများကို ဖန်တီးခဲ့ပါတယ်။ဘူတီတောင်မောင်းတော်တိုက်ပွဲတွင် ARSA RSO AIA တို့နှင့်ပူးပေါင်းက AA ကိုတိုက်ခိုက်ခဲ့ပါတယ်။ ရင်းမှတဆင့်စောမြရာဇာလင်းဦးဆောင်သည့်ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP အုပ်စုလည်းရှိနေပါတယ်။ ALPD စစ်ကောင်စီနှင့်ပူးပေါင်းပြီးစစ်တွေမျိုးတွင်၌လုံခြုံရေးကင်းလဲမှုများကိုပူးတွဲလှုံ့ဆော်နေပါတယ်။ပြီးခဲ့သည့်မေလာကုံပိုင်းကစစ်တွေမျိုးဗျိုင်းပြူရွာကိုဝိုင်းရံပိတ်ဆို့၍ရွာသားများကိုတပ်ဖြတ်ခဲ့ရာ စစ်ကောင်စီနှင့်ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ALPE အထွေထွေအတွင်ရေးမှူးဘုံမူခိုင်သူရင်က ရခိုင်တိုက်ပွဲများအကြားစစ်တွေမျိုးတွင်စစ်ရေးအသင့်ပြင်ဆင်ထားကြောင်း၂024ခုနှစ်ဇွန်လအတွင်းသတင်းမီဒီယာတွင် ပြောဆိုခဲ့ပါသည်။ဌာနချုပ်ကလည်းစစ်တွေမျိုးစက်ယုံစုရက်ွက်ရှိနာဇီတွင်အခြေစိုက်ပြီးမျိုးရင်းနှင့်ပြည်သူများကိုအကြောင်းမျိုးမျိုးပြဖမ်းဆီးခြင်းများပြုလုပ်ခဲ့ပါသည်။ရင်းပြင်စစ်တွေတိုက်ပွဲသည်စစ်ကောင်စီနှင့်ပူးပေါင်းမဟာမိတ်တပ်များဖြစ်သော ALP မွတ်စလင်ပြည်သူ့စစ် ANDF အုပ်စုတို့ကိုပါ အေအေကတိုက်ထုတ်ရမည်ဖြစ်ပါတယ်မြို့ရင်းအခြေအနေ2019ထွေးအုပ်စည်းများအရာစစ်တွေမြို့နယ်တွင်မြို့ပေါ်ရပ်ကွက်33ခုမြို့နယ်ကျေးရွာအုပ်စု28ခုနှင့်ကျေးရွာပေါင်း88ရွာမြို့နယ်လူဦးရေ3သိန်းကျော်နေထိုင်ပါတယ်စစ်တွေမြို့တွင်စစ်ဘေးရှောင်နေပိတ်မိနေသူမြို့ကန်အများအပြားလည်းရှိနေပါတယ်ရခိုင်မျိုးသိမ်းတိုက်ပွဲများပြင်းထန်ချိန်မှစတင်ပြီးစစ်တွေမျိုးကံများမှာ ရရနေလိုက်ဖြစ်ရှောင်းတိန်နေကြသူများရှိတော်လဲငွေကြေးလမ်းခရီးအဆင်မပြေမှုစသည့်အကြောင်းအမျိုးမျိုးဖြင့်ထွက်မရပဲပိတ်မိနေသူများလည်းအများအပြားရှိနေပါတယ်ထို့အတူစစ်တွေမြို့နယ်ရခိုင်ကျေးရွာ20ကျော်ကဒေသခံများကို2024ဇွန်လနောက်ပိုင်းတွင်စစ်ကောင်စီကအတင်းအာဓမနှင်ထုတ်ခဲ့ပြီးမြို့တွင်း၌လူသားတိုင်းတစ်ပွဲပိတ်လောင်ထားပါတယ်အမြင့်ကျွန်းချီလေပင်ပင်လင်ပင်အောင်တိုင်းအုံးရီဖော်ကြက်တော်ပြင် ရေချမ်းပြင် ပြားလက်ချောင်းကျွေတဲတင်ပုံတန်းမောင်နီပြင် ပြိုင်းပြူရွာကြေတော်ရွှေပြည်သာပါရာလေးကြောက်တန်းကြီးကြောက်တန်းချေကြာမတော့တိန်းတန်းနာရီကန်စသည့်ကျေးရွာပေါင်း20ကျော်ကဒေသပြည်သူတထောင်ခွဲခန့်မှာစစ်တွေမျိုးအတွင်ဖုံးတော်ကြီးကျောင်း53ခုတွင်ခိုးလုံနေကြရပါတယ်ထိုစစ်ဘေးရှောင်များမှာစားနဲ့ရိတ်ခါနဲ့အခြားအကူအညီများရေးတကြီးလိုအပ်နေကြပါတယ် စစ်ကောင်စီသည်မြို့နယ်အနှံ့ရှိမွတ်စလင်ရွာများကလွဲ၍ရှိသမျှရခိုင်ကျေးရွာသားများကိုနှင်ထုတ်ထားခြင်းဖြစ်ပါသည်။လက်ရှိတိုက်ပွဲများကြောင့်မြို့ကန်အားလုံးမှစိုးရိမ်မှုမြင့်တက်နေကြပါသည်။ယခုအခါငွေကြေးတက်နိုင်သူအချို့မှရန်ကုန်သို့လေကြောင်းဖြင့်ရှောင်တိန်ကြပြီးတချို့မှသွားเสียရနေရာမရှိဖြစ်နေပါသည်။ထိုအတူစာဝတ်နေရေးကြက်တဲမှုကြောင့်မြို့ထဲလူမရှိသည့်နေအိမ်များကို ဖောက်ထွင်းပြီးနေအိမ်များကိုဖျို့ပြက်ကာ ထင်အထုံပြု၍ရောင်းစားနေကြပါတယ်။စီးပွားရေးအကျိုးအမြတ်များကလက်တန်မြဝနှင့်မေယူမြဝဘင်္ဂလားပင်လယ်အော်ကမ်းဆက်တွင် တည်ထားသည့်စစ်တွေသည် အခြားကြာကြသည့်စီးပွားရေးမြို့တော်ဖြစ်ပါတယ်။ရေချောင်း၊ကုန်းချောင်း၊လေချောင်းများဖြင့်ရခိုင်ပြည်အနှံ့နှင့်ပြည်မဘက်ကိုချိတ်ဆက်ပေးပါတယ်။ရင်းအပြင်နိုင်ငံခြားရင်းနှီးမြှောက်နှံမှုအိန္ဒိယကလက်တန်စီမံကိန်းကိုရီးယား BDT စိတ်ကန်းအင်အားစီမံကိန်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ကုန်သွယ်ရေးတို့ရှိနေပြန်ပါတယ်။ကလစ်တန်မြေကြောင်းဗတ်ဆောင်တဲယူပို့ဆောင်ရေးစီမံကိန်းသည်အိန္ဒိယနိုင်ငံအရှေ့မြောက်ရှိကုန်းတွင်းဘိတ်ဒေသများအတွက်ပင်လယ်ထွက်ပေါက်ဖြစ်ပါတယ်။ထိုစီမံကိန်းကိုအိန္ဒိယနှင့်မြန်မာအစိုးရတို့2008ခုနှစ်ကသဘောတူလက်မှတ်ရေးထိုးခဲ့ပြီးအိန္ဒိယအစိုးရကအမေရိကန်ဒေါ်လာတန်900ခန့်ယင်းနှီးမြှုပ်နှံထားပါတယ်။ထိုစီမံကိန်းတွင်စစ်တွေစိတ်ကံကြောက်တော်ပလဝစိတ်ကံ ကလက်တန်မြေကူးတရားနဲ့ပလဝမီဇိုရန် ကားလမ်းများပါဝင်ပါတယ်။ထိုစီမံကိန်းသည်အိန္ဒိယအတွက်လိုအပ်သည့်ကုန်ပစ္စည်းများကိုစစ်တွေမှတဆင့်ပလဝကိုဖြတ်ပြီးရေလန်းကုန်းလမ်းမှတဆင့်တည်ယူရေးဖြစ်ပါတယ်။ယနေ့အခါစစ်တွေတွင် နိုင်ငံတကာအစ်မီအိန္ဒိယရေနက်စိတ်ကန်းကိုတိဆောက်ပြည်စည်းထားပြီးဖြစ်ပါတယ်။စစ်တွေကနေပလဝသို့ရေချောင်းပလဝကနေမီဇိုရန်ပြည်နယ်လောင်တလိုင်းသို့ကားလမ်းဖြင့်သွားရွေ့ရပြီဖြစ်တော်လဲ။ လုပ်ငန်းများမစတင်ရသေးကြောင်းသိရပါတယ်။တစ်ဖက်တွင်လည်းယနေ့အချိန်တွင်စစ်တွေက လွဲ၍ကျန်းတဲ့အားလုံးကိုအေအေကထိန်းချုပ်ထားပြီးသားဖြစ်ပါတယ်။ထို့အတူကိုရီးယားနိုင်ငံကယင်းဤမြောက်နှံထားသည့် BID မြို့သစ်စီမံကိန်းလဲတဝက်တစ်ပြက်ရှိနေပါတယ်။ကလေတံမြင့်ကန်းဆက်တွင်အကောင့်ထဲပေါ်ထားသည့်မြို့သစ်စီမံကိန်းကိုရခိုင်ပြည်နယ်အစိုးရနှင့် BID International Korea Company တို့က 2025ခုနှစ်ကစတင်၍အကျိုးတူပူးပေါင်းလုပ်ကံခဲ့ပါတယ်။ဧက60ခန်းအကျယ်ဝန်းရှိပြီးနိုင်ငံတကာအဆင့်မီစီမံကိန်းဖြစ်ပါတယ်။စစ်တွေကဏ္ဍမျိုးသစ်စီမံကိန်းစစ်တွေ Weather Front New City Project တွင်လူနေအိမ်ယာများကုန်းသွယ်ရေးနေရာများထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းစဉ်များစက်မှုလုပ်ငန်းများနဲ့အနာယူအပန်းဖြေမှုများကိုတစုတစည်းတည်းပေါင်းစည်းထားပါတယ်။တို့အတူလက်လီလက်ကားဈေးကွက်စူပေါင်းအိမ်ယာ အစင်းမြင့်ကွန်တို့ဂိုဒေါင်နဲ့ပို့ဆောင်ရေးဆိုင်ရာဝန်ဆောင်မှုများကုံသွဲမှု လုပ်ငန်းတို့ပါဝင်ပါတယ်စစ်တွေသည်နေဆက်ကုံသွဲရေးမျိုးတော်လည်းဖြစ်ပြီး အာဏာပိုင်များအတွက်ဒေါ်လာပေါင်းများစွာနေစဉ်ရှာပေးနေပါတယ်မြန်မာဘင်္ဂလားဒေ့နေဆက်ကုံသွဲရေးစခန်းတစ်ခုဖြစ်သောစစ်တွေရွှေမင်းကန်နေဆက်ကုံသွဲရေးစခန်းကနေ2022ခုနှစ်အေပီလအတွင်းဒေါ်လာ3000နီးပါးကုန်သွယ်မှုပြုလုပ်ခဲ့ကြောင်း ရခိုင်ပြည်နယ်ကုန်းသည်များနဲ့စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းစည်းရင်းနဲ့တွေ့ရပါတယ်။စစ်တွေကုန်းသွယ်ရေးစခန်းမှာကုန်မျိုးစုံတန်ချိန်4366တန်ဒေါ်လာ3.99တန်တင်ပို့ခဲ့ပြီးသွေးကုန်တီရှပ်ဒေါ်လာ3.99တန်ပို့တင်သွင်းခဲ့ကြောင်းသိရပါတယ်။သို့သောစည်ရေးပဏိပတ်ခများကြောင့်ယနေ့တွင်ရန်နာထားရပါတယ်။စစ်တွေဘယ်ထိအရေးပါလဲ။ စစ်တွေတွင်ဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဒါကာစစစ်တွေခါလာယ20ခါလာယ232ခါလာယ239ခါမာယ344ခါမာယ354အင်ဂျင်နီယာတက်အပါဝင်အမြောက်တက်ရဲတရင်19တက်မင်းရှိနေပါတယ်သူအတူနာဘခတိုင်းမှုနဲ့ပြည်내စစ်ကောင်စီဝင်ကြီးချုပ်များနေထိုင်ရာနေရာလည်းဖြစ်ပါတယ်ရေတက်အင်အားကောင်းပြီးလက်နက်ကြီးလေချောင်းခရူးပြူရပွဲရှိနေပါတယ် အကဲရွေးစစ်ကောင်စီသည်စစ်တွေတိုက်ပွဲအရေးနိမ့်ခဲ့သော AAD ပထမဆုံးပြည်내မျိုးတော်ကိုတင်ပိုင်နိုင်သည့်မြမ EAO တက်ဖြစ်လာတော့မည်ဖြစ်ပါသည်။ထို့အတူမျိုးတော်ကြာဆုံးခြင်းတည်ပင်လျင်တိုင်းပြည်ကြာဆုံးခြင်းဖြစ်ပါသည်။ယင်းကြောင့်စစ်တွေမျိုး AA လက်ထက်ကြာရောက်ခဲ့သောစစ်ကောင်စီ၏နိုင်ငံရေးစစ်ရေးကုန်တိုက်ခါရစရာရှိနိုင်တော့မည်မဟုတ်ပါဘူး။နိုင်ငံတကာစီးပွားရေးယင်းဤမြောက်နယ်မှုများလည်းဆုံးရှုံးသွားမည်ဖြစ်ပါသည်။ ထို့အတူရခိုင်ပြည်သူတို့ဤနှစ်ပေါင်း240ကျော်အိမ်မက်လွတ်လပ်ရေးအသည့်အာရခတက်တော်ကကြေညာရန်အခွင့်လန်းရှိလာပါတယ်။အာရခတက်တော်သည်ယခုအခါစစ်တွေမြို့သိမ်းတိုက်ပွဲအတွက်ကောင်းမွန်သည့်မဟာဗျူဟာနီးဗျူဟာစစ်တေနေကအတက်ပညာများကို ချမှတ်ကာကြိုတင်ပြင်ဆင်နေပြီးဖြစ်ပါတယ်။ထို့စစ်အတွက်အကွာဝေးအတိုင်းအတာလိုအပ်ချက်အရေးအတွက်စစ်အင်အားခွဲခြားစိတ်ဖြာတုံးသက်ချက်အင်အားနှိုင်းရှင်ချက် မြေပြင်အားသာချက်အားနည်းချက်များကိုဖော်ထုတ်ခြင်းများကိုလှုံ့ဆော်ထားပါတယ်။ရင်းကြောင့်စစ်တွေတိုက်ပွဲသည်စိတ်ဝင်စားပွဲကောင်းလာပါတယ်။တောတောင်မရှိဘဲတက်ကွင်းထောင်ချောက်မျိုးစုံဖြင့်ခံစစ်ပြုလုပ်ထားသည့်မောင်တော်နာခခကမြေပြင်တိုက်ပွဲကြီးခက်ခဲလာသည့်တန်တွဲမောင်ရွှေလေးရေတက်အန်နာပါခါတို့ကိုအနိုင်တိုက်ခဲ့သည့်အာရခတက်တော် AAE တိုက်စွမ်းရေမှာစစ်တွေစစ်မြေပြင်တွင် ရင်းထက်ထင်ရှားလာနိုင်ပါတယ်။ချုံငုံရလျင် အာရခတပ်တော်ဤရခိုင်ပြည်သိမ်းတိုက်ပွဲကြီးသည်ယနေ့အခါနောက်ဆုံးအဆင့်သို့ရောက်လာပြီးဖြစ်ပါတယ်။ထို့အတူလွတ်လပ်ရေးအထိရည်မှန်းနိုင်သည့်စောင့်မေးပွဲကြီးကိုအင်စာကျင်းညက်ထားသည့်အာရခတပ်တော်ဤစစ်ပါရကူစစ်သူကြီးများဤခွန်အားညံအားကိုစောင့်ကြည့်ရအောင်မီဖြစ်ပါတယ်။